ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်내တရံဇာတရေးရဝင်ကြီးဦးဆိုင်လေတောင်ကြီးမြို့နယ်အေးတာယာဂရင်းစုံပြိုးဦးရင်နယ်ဟိုပုံးမြို့နယ်စီဆိုင်မြို့တစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းများကွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးတော်မှာဖြစ်ပါတယ်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်내တရံဇာတရေးရဝင်ကြီးဦးဆိုင်လေတီတောင်ကြီးမြို့နယ်အေးတာယာဂရင်းစုံပြိုးဦးရင်ဟိုပုံးမြို့နယ်နဲ့စီဆိုင်မြို့တစ်တောဦးစီးဌာနတို့မှဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်းများကိုမေလ၈ရက်နေ့နဲ့9နာရီက ကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်တန်ဇာတာရေးရဝန်ကြီးဦးဆိုင်လေးရှမ်းပြည်နယ်တစ်တော်ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး KI မြို့နယ်တစ်တော်ဦးစီးဌာနမှဝန်ထမ်းများနဲ့အတူဟိုပုံးမြို့နယ်တစ်တော်ဦးစီးဌာနမှတောင်ကြီးစီဆိုင် NH21 ကားလန်းဝဲရတွင်တီထောင်စိုက်ပျိုးထားသည့်2024ခုနှစ်မိုးရသည့်တောက်တမတစ်တော်စိုက်ခင်တုံညတ္တမ၅တိတ်ဧကတွင်စိုက်ပျိုးထားသောစိန်ပန်းပြစိန်ပန်းနီး ကာရောမီမဟောဂနီပြည်လုံးချမ်းသာ ပနာမငူယူကလစ်ပင်စိုက်ခင်းတွင်စိုက်ပင်များ၏ရှင်သန်အောင်မြင်မှုတို့အားကြည့်ရှုပြီး2025ခုနှစ်မိုးရသည့်တွင်ဆောင်ရွက်မည်တောဥဒမတစ်တော်စိုက်ခင်3ညတတ်သမ6နှစ်အေကနှင့်အတန်းလိုက်တစ်တော်စိုက်ခင်စိုက်ပြုမည်4640ပင်တို့တွင်မြေပြုပြင်ထားရှိမှု ခြံစည်းရိုးခတ်ထားမှုအခြေအနေနှင့်မိုးကြိုစိုက်ပျိုးထားသည့်စိုက်ပင်များရှင်သန်အောင်မြင်မှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်ထို့နောက်စီဆိုင်မြို့ ိုဘုံစီဆိုင်ကာလန်ဘေးဝဲရတွင်တီထောင်စိုက်ပျိုးထားသည့်2024ခုနှစ်မိုးရသည့်တစ်တော်စိုက်ခင်9ဒသမ3ညတိအေကတွင်9658ပင်စိုက်ပျိုးထားသော စိမ်ပန်းပြားစိမ်ပန်းနီကာရောမီမဟောဂနီပြည်လုံးချမ်းသာချယ်ရီယူကလစ်မြောင်းငိုပင်စိုက်ခင်းတွင်စိုက်ပင်များ၏ရှင်သန်အောင်မြင်မှုတို့အားကြည့်ရှုပြီး2025ခုနှစ်မိုးရသည့်တွင်ဆောင်ရွက်မြင့်80အေကတွင် အပင်1400ပင်နှင့်90အေကတွင်အပင်1500ပင် မြေပြုပြင်ထားရှိမှုအားကြီးစုစစ်ဆေးပြီးမြေဆိုတဲ့လုံလောက်စွာရရှိသည့်နှင့်တပြိုင်နက်စိုက်ပျိုးခြင်းလုပ်ငန်းများအချိန်မီဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်ဆက်လက်၍တောင်ကြီးမြို့နယ်တတဦးစည်းဌာနမှအီတာယာဂရင်းစုံပြုဦးရင်၌နိုင်ငံတော်ကြီးကဲလမ်းညွှန်ချက်အရတောင်ကြီးရေရရှိ၍ထောက်ကူပြုလုပ်ငန်းဖြစ်သည့်ထီသိမ်ကန်ကျိုးဝိုင်းတွင်2025ခုနှစ်မိုးရသည့်တွင်ကွက်လက်ဖြင့်စိုက်ပျိုးမြေထင်းရှုပင်တပေါင်းပင်2021အထူးပြုပင်တစ်မျိုးစုံ 3940ပင်တောင်ကြီးမြို့နီးပတ်ဝန်းကျင်စိမ့်လန်းစုပြည်ရဲအတွက်စိမ့်ပန်းပြာစိမ့်ပန်းနီချယ်ရီထင်းရှုပင်စသည့်မြို့ပင်များမြို့ထောင်ထားရှိမှုအခြေအနေများကိုကွင်းစင်းကြည့်ရှုစစ်ဆေးပြီးစိုက်ပျိုးချိန်တွင်ကြန့်ခိုင်တန်ဆွမ်းသည့်မြို့ပင်များရရှိရေးဆောင်ရွက်ထားရှိရန်လမ်းညွှန်မှာကြားခဲ့ပါသည်။၎င်းနောက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရတောင်ကြီးမြို့စိမ့်လန်းစုပြည်ရဲအတွက်2025ခုနှစ်မိုးရာသီတွင်စိုက်ပျိုးမည်တောင်ကြီးမြို့ရှောင်းလန်းပေးရှိ တောင်ကြီးထင်းကျိုးဝိုင်းတွင်ကွက်လက်ဖြည့်ငားဤကနှင့်တောင်ကြီးအေးတရာအတက်စင်းလန်းရှိဤကမြေပြုပြင်ထားရှိမှုအားကြည့်ရှုစစ်ဆေးပြီးမြေဆူတက်လုံလောက်စွာရရှိသည့်နှင့်တပြိုင်နက်စိုက်ပျိုးခြင်းလုပ်ငန်းများအချိန်မီဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ